โอเคပါကျွန်တော်ဒီလာမဲ့ပွဲစဉ်တစ်ပွဲကတော့28ရက်6လ2025ဒါတောင်ကြီးကွင်းမှာရှင်မြန်ကစားသောင်းရဲ့အရှမ်းရတဲ့အသင်းနဲ့အေအော်ဘီနဲ့တဲ့အသင်းတွေထိတဲ့တူဆမှုပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကိုကိုတော့ကြာအဆွေးနွေးသုံးသပ်ပြပါအောင်ရှင်းတော့ဒါကျွန်တော်တို့ပရိသတ်ဒီအားလုံးသိတဲ့အတိုင်းပေါ့နော်အပီကဲဒီဘက်မှာအိမ်ကွင်းမှာနိုင်ဝဲပြောက်ခဲ့ရဲ့ရန်တော်ကိုဒါအမှတ်ခွဲပေးခဲ့ရတယ်ပေါ့နော်ဟုတ်ပါတယ်လက်ရှိချိန်မှာရှမ်းကသုံးပွဲကစားထားတယ်သူကတော့တစ်ပွဲကျော်ထားတယ်ပေါ့နော်နှစ်ပွဲတိုင်းတစ်ပွဲတည်ရမှာ9မှတ်ရထားတယ်ပေါ့နော်ဟုတ်ပါတယ်ရှမ်းတင်းကဒီနှစ်မှာမနေ့ကတည်းကပို့ပြီးတော့ကတ်ခဲမှုရှိနေတယ် ဒါပြီးခဲ့တဲ့နှစ်ကဆိုရင်ရရှမ်းကိုအခက်အခက်တွေ့စေနိုင်တာရန်ကုန်ဒုက္ကုံစားရုပ်လောက်ပဲရှိတယ်ပေါ့နော်အဲဒီနှစ်မှာတော့အဲ့လိုမဟုတ်ဘူးရတနာဘုံဟန္တာရီတစ္ဆာအမှန်ဒင်းတို့ကလည်းမထင်ရင်မထင်တယ်လို့ဒုက္ခပြီးသွားနိုင်တယ်ပေါ့နော်အဲဟိုပါပေါ့နော်ရန်တော်ဝင်လည်းတကယ်ကိုအခုဆိုရင်ဒါဒုက္ခပြီးသွားတယ်ပဲပြောရမှာပေါ့နော်ဒါတမက်ဖွဲ့ပြီးခဲ့ရတယ်ပေါ့နော်အဲ့ပြောချင်တာပို့ပြီးတော့ခက်ခဲလာနိုင်တယ်ပေါ့နော်။ရှမ်းနေတဲ့ဒါအင်ကွေးမှာ AR တင်းကိုထင်သေးလို့မရဘူး။ကျွန်တော်တို့ဒီနှစ်အစမှာကစားတဲ့ဒီကက် semi final မှာ AR နဲ့တွေ့ထားတာပေါ့နော်။ ဲ့မှာဆိုပထမပိုင်းကိုမသွင်းနိုင်ခဲ့ဘူးပေါ့နော်ဒါဒုတိယပိုင်းကျတော့ဒါလူလူငယ်အပူတာတဲ့ရှမ်းကချိန်တောင်းလေးလောက်ခဲ့ပြီးတော့ဟိုအတားရခဲ့ပေါ့နော်ပြောချင်တာတော့ထမပိုင်းတစ်ပိုင်းလုံးခက်ခဲခဲ့တယ်ပေါ့နော်ဒီဘက်မှာလည်းပွဲဆောက်ရတဲ့အခြေချာပြပြစီစီလေးအယုံစိုက်နိုင်မှလူချင်တဲ့ရလက်တွေရနိုင်မလို့ထင်တယ်အရာရတော့ဒါပြီးခဲ့တဲ့ဘက်မှာကိုထက်ဟိုလူငယ်အပူတာတဲ့တကုံပေါ့ကိုတော်တော်လေးဟို ျွန်တော်အားအသင့်သာစွာပဲကိုပြက်အနိုင်ရခဲ့တယ်ပေါ့နော်နိုင်တာတော့မှပဲကိုပြက်ခဲ့တာပို့ပြီးတော့အားအသင့်မှုတော့ကောင်းတယ်ပေါ့နော်ဟုတ်ပါတယ်ဒါဒီပြက်ဥချင်းနိုင်ရဲ့ဒါပွဲချင်းကပ်ပုံပြူခါတွေကပို့ပြီးအခရာကြခဲ့တယ်ပေါ့နော်ဒီဘက်မှာလည်းဒီပြက်ဥချင်းနိုင်နေနဲ့ကိုထက်ဆဆရရတာတဲ့ရှမ်းကိုဘလို့များတွန့်ပြန်ပြနိုင်အောင်လဲပေါ့နော်လိကက်ကဆီမီဖိုင်နယ်ကလိကက်ဆီမီဖိုင်နယ်ကရှုံးကြီးကိုပြန်ဆက်နိုင်မလားပေါ့နော်တေချာရတစ်ခွက်တော့တောင်ကြီးဘက်မှာအခုလာကစားမဲ့ AR တင်းကလည်းမညံ့တဲ့အတင်းတင်းဆိုတာ ဒါပရိသတ်တွေငင်တွေ့ရမှာပါကိုကိုမင်းကဆက်လက်ပြီးတော့တုံးတက်ပြီးပါဦးဗျာဟုတ်ပါတယ်ဒါရှမ်းယူနေတဲ့အတင်ကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာခုနကကိုသောချက်ပြောသလိုမျိုးပဲဒါရန်နာဘုံကိုသိကြခဲ့တယ်အဲ့ဒီမြေပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီရှမ်းယူနေတဲ့အတင်ရဲ့ပေါ်ဖော်မန့်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကစားတာကဒါတူဦးချင်းရောအတင်းလိုက်ပါ အဲ့ဒီအပွဲစံမှာဆိုလို့ရှိရင်တော့လိုအပ်ချက်တွေရှိနေတယ်ကစားတာမကောင်းဘူးလို့ပဲကျွန်တော်ဆိုရမှာဖြစ်တယ်။နောက်တစ်ခုကဒီတိုက်ဆက်ကဂျော်ဒန်ဟာမီတန်တို့ဆိုလို့ရှိရင်လည်းပဲဒါသူတို့ရဲ့စွမ်းဆောင်ရည်ကနည်းနည်းလိုအပ်ချက်တွေရှိနေကြတာလည်းသွားပြီးတော့တွေ့ရတယ်ပေါ့နော်။ဒီပြန်တွေ့ရည်ဒီရန်နာပုံသင်းကတော့တည်တဲ့အတိုင်းပဲသူတို့သင်ရတော့ဒါအဝေးဝေးမှာလည်းလာပြီးတော့ကစားရတယ်။အသင်းကြီးတစ်သင်းလည်းဖြစ်တဲ့ရှမ်းကိုသူတို့နည်း defend မဆေးဖြစ်အောင်ကစားမှာပဲ။ဒါတော့တေးတမတ်အနည်းဆုံးရအောင်ရှိမှာပဲ။အခွင့်အရေးတိုက်ဆက်ဆင်မဲ့နိုင်ကစားမယ်ပေါ့နော်။ဒါပေမဲ့သူတို့အနေနဲ့ရှမ်းယူနေတဲ့သင်းနဲ့ပြောချင်တာကတော့ပြီးခဲ့တဲ့ပွဲစံမှာအမှတ်မရခဲ့ဘူး။ တရားဝင်ထက်တင်ကတော့ဒီအဲ့တဲ့လာကစားမဲ့အတင်းကတော့ပြီးခဲ့တဲ့ပွဲစမှာခုနကပြောကြုံမျိုးပဲဒါလေးကိုပြတ်တကုံပေါ်တင်းကိုအနိုင်ယူပြီးတော့ကြတော့ဒါအာတင်းအင်းတင်းနဲ့တောင်ကြီးမျိုးကိုတက်လာမယ်ဆိုတဲ့အနေအထားတစ်ခုသွားပြီးတော့တွေ့ရတယ်ပေါ့နော်ပြောင်းလဲတဲ့အတင်းကပြီးခဲ့တဲ့ပွဲစဉ်မှာကျွန်တော်လည်းသတိထားမိတာဆိုလို့ရှိရင်တော့ဒီလေးခုပြတ်နိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လေအာသူတို့အတင်းရဲ့ ဒီလူထုတ်ပုံပေါ့နော်လူထုတ်ပုံဆိုလို့ရှိရင်တော့ရှေ့ပွဲတွေမှာဆိုလို့ရှိရင်တော့ဒါအတီဟမပါဘူးအတီဟမပါဘူးဆိုလို့ရှိရင်အောင်ကျွန်းနိုင်ကွင်းလက်မှာဆင်းပြီးတော့ကစားတယ်ကွင်းလက်မှာဆင်းကစားပြီးတော့ကျတော့သူကတိုက်စစ်ကွင်းလေကိုမျှအောင်ကစားပြီးတော့ကျတော့ဖန်တီးပေးတဲ့အပိုင်းမှာတာဝန်ယူတယ်ပေါ့နော်ဒီခါကျရင်ခွင်းရလို့ရှိရင်ဒါဂိုးတက်သွင်းတာလည်းရှိတယ်ပေါ့ဒီဒီပြီးခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်တီဟပြန်ပါလာတဲ့အတွက်အောင်ကျွန်းနိုင်တိုက်စစ်မှာတက်ကစားတယ်ပြီးလို့ရှိရင်ဒါခွန်ကျွန်းကျွန်းနဲ့တွဲကစားတယ်ပေါ့ပြောချင်တာကတော့ပြီးခဲ့တဲ့ပွဲစမှာ ဒီတသိန်းလုံးအနေထားတစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အစောပိုင်းမှာသူတို့နဲ့ကစားတာနည်းနည်းရုန်းကန်ခဲ့ရတယ်။နောက်ပိုင်းမှာဒီ53မိနစ်54မိနစ်မှာဆိုလို့ရှိရင်တော့ဇက်တက်ဒါပထမပိုင်းမပြီးကလေးမှာဂိုးတွေရပြီးသွားတဲ့အချိန်မှာအာသူတို့အနေနဲ့ဒီနိုင်ဘဲတစ်ခုကိုပို့ပြီးတော့ဥတီပြီးတော့ဒုတိယပိုင်းမှာလည်းပဲတက်တောင်တက်တာကစားသွားနိုင်ခဲ့တာတွားပြီးတော့တွေ့ရတယ်။ နောက်တစ်ခုကဒီသတိရပိုင်းမှာဆိုလို့ရှိရင်တော့ပြန်ပြတ်တခုံပေါ်သင်းကဒီ queen layer mid peer အားနေချက်တွေပါအားနေချက်တွေရှိတာတွေ့ရတယ်ဒီအားနေချက်တွေကိုဒီဒီဟာတော့အောင်ချုံနိုင်လို့အကောင်းဆုံးအသုံးချပြီးတော့ကြတော့ဒီပြန်ပြတ်သင်းကိုလွှမ်းမိုးပြီးတော့ကစားနိုင်ခဲ့တာလည်းတွေ့ရတယ်ဒီဒီချိန်မှာရှောင်းရတဲ့သင်းတွေတွေ့တဲ့ချိန်မှာဒီတောင်ကြီး queen မှာသူတို့ကဒီလိုမျိုးဒီအားတာချက်တွေကိုအခွင့်အရေးတွေကိုအကောင်းဆုံးအသုံးချနိုင်မှာလားနောက်တစ်ခုကဒီညာပြန်ကနေတက်တက်လာတဲ့ဒီ short ထအောင်ဆိုလို့ရှိရင်လည်းပဲပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်အခွင့်အရေးနှစ်ချိန်လောက်သူကလည်းကန်သွင်းခဲ့ ရခဲ့တာလည်းတွေ့ရတယ်ပေါ့နော်ဒီနေသားတွေကိုသူသူ့အနေနဲ့ကိုယ်ဖြစ်မပြောင်းလဲနိုင်ခဲ့ဘူးဒီဒီချိန်မှာတော့ကွင်းလျာပို့ပြီးတော့အားကောင်းဖို့လိုအပ်သလိုဒီတာမန်တွေကနေတက်လာမဲ့ကစားသမားတွေအနေနဲ့လည်းအဲ့လိုမျိုးအခွင့်အရေးရလာပြီဆိုလို့ရှိရင်တော့ဒါတောင်ကြီးကွင်းမှာအတုံးချနိုင်မှုလိုရတယ်အဲ့လိုမှပြောလို့ဆိုလို့ရှိရင်တော့ဒီရှမ်းယူနေတဲ့အတင်းကသူတို့အတင်းကိုအသာရပဲကစားသွားနိုင်မဲ့အနေအထားတစ်ခုရှိတယ်ဆိုတဲ့အခါကျဘာပြောပေါ့ဒီကွင်းကလည်းဒီပွဲစဉ်ကလည်းပဲရှမ်းယူနေတဲ့အတင်းနဲ့ရောင်နေတဲ့အတင်းတို့ထိတဲ့တွေ့ဆုံလာတဲ့အခါဖြစ်တဲ့အခါကျတော့ပြိဿကြီးအကြိုက်ဒါကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာ